ဒီမွေးနေ့မှာဖယားတော့ကြောင်တပါဒီမွေးနေ့မှာလာဆုံးမဲမဲညနာလို့တနာရကောဝဲပြီးမင်းရမွေးနေ့မှာတစံဖန်ကအပိနာစီနေကြတဲ့ပရိသတ်တွေအားလုံးပဲမင်္ဂလာမနက်ခင်းပါရှင်ပရိသတ်များအားလုံးအတွက်အမတ်တရားလေးဆိုတဲ့အစီအစဉ်ကိုတင်ဆက်ပြရောက်မှာဖြစ်ပါရှင် အစံပရိသတ်များရှင်အမတ်တရားနေ့စီစီရဲ့ဝင်းနေစုတောင်းစီစဉ်လေးကနေပြီးတော့ဒီနေ့ပထမအဦးဆုံးအနေနဲ့ဝင်းနေစုတောင်းပြရမယ့်ဝင်းနေရှင်လေးကတော့မန္တလေးမှနေရဲ့တဲဤမိုးရဲ့ဝင်းနေအတွက်ပဲဖြစ်ပါတယ်။မန္တလေးကတဲဤမိုးရဲ့22နှစ်ပြည့်ဝင်းနေအတွက်ကိုတော့မတရားမှနေတဲ့နန်းစင်ထွေနန်းဟီမန်နန်းဤဖြူစမ်းမြတ်သူနဲ့စုနှစ်တီလေးတို့ကနေပြီးတော့ပောင်းရစုတောင်းပေးလာပဲဖြစ်ပါရှင်။ ပရိသတ်များရှင်ဒီတစ်ခါမှဆက်လက်ပြီးတော့ဆူတောင်းပေးရအောင်မယ့်ဝင်းနေရှင်ကတော့မလေးရှားမှာနေတဲ့ကိုရန်အောင်ရဲ့ဝင်းနေအတွက်ပဲဖြစ်ပါတယ်။ကိုရန်အောင်ရဲ့24နှစ်ပြည့်ဝင်းနေအတွက်ကိုတော့ဖေဖေမေမေနဲ့ညီမလေးတို့အပေါင်းဝင်မတဲတဲမမမီတို့ကနေပြီးတော့အပေါင်းဝင်ဆူတောင်းပေးလာပဲဖြစ်ပါတယ်ရှင်။ ပြည်သက်များရှင်ဒီနေ့ဝင်းနေဆူတောင်းစီစဉ်လေးမှာထပ်မံပြီးတော့ဆူတောင်းပြရအောင်မယ်ဝင်းနေရှင်လေးကတော့သစံဖန်က မကောင်းဤဖြူရဲ့ဝင်းနေအတွက်ပဲဖြစ်ပါတယ်မကောင်းဤဖြူရဲ့ဝင်းနေအတွက်ကိုတော့ဘကောကနန်းဤဖြူမမယာစေမမိုးအီခိုင်နီနီအေးနန်းစင်ထွေ စုနတီနဲ့စမ်းမြတ်သူအီအောင်လှလခိုင်မခင်များဝင်မနွန်စာမအေးမလွင်ဦးအေးအေးပိုးခင်မလီတန်ကီတားညီနဲ့မလှလိုင်းနေတို့ကနေပြောပောင်းဆူတောင်းပြလာပဲဖြစ်ပါတယ်ရှင် ူတို့နဲ့အတူတူချက်ရတဲ့ချစ်ခင်သူတွေအားလုံးကလည်းမကောင်းရင်ဖြူရဲ့ဝင်းနေအတွက်ကိုပောင်းရင်ဆူတောင်းပေးလာမှာဖြစ်ပါရှင်။ဒီစီအဖန်ရဲ့ပြည်သက်တွေအားလုံးကိုမတရားနေ့စီစီရဲ့ချက်ချင်းစီစဉ်ကားနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရရှင်။ ပရိသတ်များရှင်ဒီနေ့အမတ်တရားနေ့စီစဉ်ရဲ့ချက်ချင်းစီစဉ်လေးမှာပါဝင်လာတဲ့သူကတော့မန္တလေးကတဲတဲပဲဖြစ်ပါတယ်။မန္တလေးကတဲတဲကတော့ကိုရဲနောင်နဲ့မမ်မီမီတို့ရဲ့ချစ်သူတဒံတနည်းပြေအတွက်ကိုပါဝင်တောင်းဆိုပေးလာပဲဖြစ်ပါတယ်ရှင်။သစင်ပရိသတ်များရှိမတ္တရာနေ့စီစဉ်ကိုချွာတင်ဆက်ပေးခဲ့တာဖြစ်ပါရဲ့ရှင်။ ပရိသတ်ကြီးကမတရားနေစီစဉ်ကနေပြီးတော့ဝင်းနေရှင်နေတဲ့တူတူချစ်သူဆုံးတွဲမင်္ဂလာစနေမောင်နှံတွေအားလုံးအတွက်စုမော်စကားလေးတွေတောင်းပေးခြင်းနေဆိုရင်တော့တစံဖန်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့0933639639ကိုနေ့စဉ်နေ့လယ်7:00နာရီကနေ12:00နာရီအတွင်းမိမိတောင်းဆိုပေးခြင်းနဲ့နေ့ရက်မတိုင်ခင်3ရက်ကြိုတင်ပြီးတော့တောင်းဆိုပေးရမှာဖြစ်ပါတယ်။တစံဖန်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့0933639639နဲ့အတူတူတစံဖန်အနာတေးမန့် YouTube Channel မှာလည်း comment လေးနဲ့အတူပါဝင်တောင်းဆိုနိုင်ပါတယ်ဆိုတော့အသိပေးနေတဲ့ပရိသတ်တွေအားလုံးကိုဒီနေ့အမှတ်တရ နေ့အစီအစဉ်ကနေနှုတ်ဆက်လိုက်ပါရှင်။